ရတဲ့နှစ်နှစ်လေးနော်ဒါဒီ site ထဲမှာထိုးလို့ရတယ်ဦးစင်းရင်း site ထဲကနှစ်နှစ်လေးတို့နော်3 4 5တို့နှစ်နှစ်ခုံကတော့ထွက်သွားပြီနော်နှစ်နှစ်ခုံထွက်သွားတာလေးကျွန်တော်ပြောပြမယ်ပြီးရင်ဒီနှစ်နှစ်လေး auto light ပေါက်ကပဲနော်ဟုတ်တယ်ကိုလုံလာတယ်နော်အဲ့တော့ကျွန်တော်တို့ဒီနှစ်နှစ်နှစ်ခါနောက်ပေါင်း၄ရိုက်တယ်နော်နှစ်နှစ်ခါနောက်ပေါင်း၄ရိုက်တယ်အဲ့ဒီနှစ်ထဲမှာ ကျွန်တော်တို့ဒီကနန်းကိုနက်ခတ်လှမ်းပြီးတော့၄၃6เนาะအဲ့နေ့ထဲမှာ၄၃6ဆိုပြီးတော့မိနစ်ကကျွန်တော်တို့ထွက်တယ်ပေါ့ဗျာเนาะတခါသူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့ဒီပရိတ်တက်ကတစ်ထိတ်เนาะပရိတ်တက်ကတစ်ထိတ်လို့ရိုက်တယ်ရိုက်ပြီးတော့ तू อ่ะအဲ့ဒီနှစ်နက်ခတ်၄လို့ရိုက်တဲ့အောက်မှာ तू อ่ะ၃ပိတ်ခဲ့တာဟုတ် အဲ့ဒီသုံးဒီသူ့ရဲ့နောက်နေ့မှာသုံးနောက်ပိတ်အငိမ့်နဲ့နော်သုံးနောက်ပိတ်အငိမ့်နဲ့သုံးတလုံးသုံးနှလုံးမြောက်ကြတဲ့5 3 3ဆိုတဲ့ခဏကိုလာပေါက်တယ်နော်ဒီလိုပေါက်သွားတယ်ဟုတ်ပြီပေါက်ပြီးတော့တခါအဲ့ဒီနှစ်ထဲမှာတဆိုင်ထဲနဲ့အပြီးသွားမယ်နော်အဲ့တော့အဲ့ဒီနှစ်ထဲမှာကျွန်တော်ပြခဲ့ဘူးတယ်ဘလို့ပြခဲ့တော့ဆိုတော့ဒီခွန်နောက်ပိတ်ခဏန်းဒီသူ့ရဲ့နောက်နှစ်ကိုလိုက်ထွက်တော့ပရိတ်6ဆောင်းမှသူထွက်ခဲ့တယ် เนาะအဲ့ဒီပရဲ6ဇောင်းမှာထွက်ပြီးတော့အဲ့ဒီကဏ္ဍဒီသူကနေပြီးတော့ကျွန်တော်တို့နှစ်သုံးနှစ်ကြော်เนาะလိုက်ထွက်တယ်เนาะဒီကဏ္ဍဒီကဏ္ဍကသူ့နောက်နှစ်ကိုပောက်တယ်ပောက်ပြီးတော့အဲ့ဒီကဏ္ဍက3နှစ်ကြော်သူထွက်တယ်เนาะထွက်ပြီးသွားတဲ့အခါကျတော့အဲ့ဒီနှစ်ထဲမှာဒါထွက်ပြီးသွားပြီเนาะထွက်ပြီးသွားတော့သူ့ရဲ့နှစ်ထဲမှာကျွန်တော်တို့နှစ်၄နှစ်နှစ်၄ဆိုတဲ့ကဏ္ဍကသူကအော်တိုလိုက်ထွက်တယ် ော်တိုလိုက်ထွက်တော့အဲ့ဒီကောင်ကဘယ်နေရာမှာထွက်တယ်လဲဆိုတော့ကျွန်တော်တို့ဒီပရိသတ်တည်းရဲ့အောက်အပူခွားလို့ရိုက်တယ်ရှေ့ပေါင်းနှစ်လို့ထဲ့တယ်သူ့ရဲ့တပွဲကြောမှာသူထွက်တာနော်အဲ့ဒါဆိုရင်ဒုတိယကတ်ကိုသွားမယ်အဲ့တော့ဒီမှာတုံညထိတ်စီတုံညရဲ့နှက်ခတ်နောက်နှလုံးပေါင်းခွန်လို့ရိုက်တယ်သူ့အောက်မှာ၃နောက်ပိတ်တယ်နော်၃နောက်ပိတ်ပြီးတော့ခုနကဗရိတ်ကကျွန်တော်တို့၁၁အခုဒီမှာဗရိတ်က၁၀ကို၃နောက်ပိတ်နေဗရိတ်၁၀လို့သူရိုက်တယ် တက်ပြီးတာနဲ့အဲ့ဒီ3ည1 6ကိုနှက်ခတ်လှန်လိုက်လို့ရှိရင်9 8 9ဆိုတဲ့ခဏကအဲ့ဒီနှစ်ထဲမှာ9 8 9လို့သူလိုက်ထွက်တယ်เนาะ9 8 9ထွက်ပြီးတော့ဒီ3နောက်ပိတ်ဒီသူ့ရဲ့နောက်နှစ်မှာ3နောက်ပိတ်အငိမ့်နဲ့เนาะပထမအဦးဆုံးစကြတဲ့3နောက်ပိတ်ဖြစ်ကြမယ် ဲ့ဒီ၃နောက်ပိတ်ဒီ၃နောက်ပိတ်အငိမ့်နဲ့ထွက်လိုက်တဲ့ခဏသူ့ရဲ့ရှိနေက၃တလုံးမြောက်ခဏ၃နှစ်လုံးမြောက်ခဏเนาะအဲ့ဒီ၃နှလုံးမြောက်ခဏရဲ့အပေါ်က၈၃၅ဆိုတဲ့နောက်ထောင်၃လုံးဒီ၃နောက်ပိတ်စကြတဲ့နေရာမှာ၈၃၅လို့သူထွက်တယ်เนาะထွက်ပြီးသွားတာနဲ့အဲ့ဒီနှစ်ထဲမှာထူးခြားချက်ကဘာရှိတယ်လဲဆိုတော့ဟောဒီခွန်နောက်ပိတ်နဲ့ခဏဒီသူ့ရဲ့နောက်နှစ်မှာလိုက်ထွက်တော့သူက6ပြိတ်ပြီးတော့5ပြိတ်ဆောင်မှသူထွက်တာ ခွန်နောက်ပိတ်အငိမ့်နေကနထွက်တာထွက်ပြီးရင်ဒီကနန်းစီ၃နှစ်ကျော်သူတခါလိုက်ထွက်တယ်နော်သူကနှစ်ဦးမှာပဲချထဲ့ဟုတ်ပြီထွက်ပြီးတော့အဲ့ဒီမှာသူကဖြစ်စဉ်အကုန်စုံသွားပြီပေါ့နော်ခွန်60လဲထွက်သွားပြီ93 7လဲထွက်သွားပြီအဲ့ဒီနှစ်ထဲမှာကြံနေတဲ့နောက်တစ်ခွက်က1 4လဲသူကအော်တိုပေါက်တာပဲနော်နောက်တစ်ခွက်ကကျွန်တော်ခုနကပြောတယ်၄နှစ်နှစ်ဆိုတဲ့ခဏကအဲ့ဒီနှစ်ထဲမှာသူကအော်တိုကိုသူလိုက်ပေါက်တယ် ေါ့တော့သူကပထမတော့ငါကျွန်တော်တို့ဒီ brake 1အပူခွဆောင်းမှာရှေ့ပေါင်းနှစ်အောက်တပွဲကျော်ထွက်တယ်အခုတခါ brake 30အပူခွသူ့ဆောင်းမှာရှေ့ပေါင်း3လို့ရိုက်ပြီးအောက်တပွဲကျော်မှာသူထွက်တယ်နော်အဲ့ဒါဆိုရင်အခုကျွန်တော်တို့နောက်ဆုံးကတ်မှာကိုထည့်သူလိုရိုက်ပြီးကိုရဲ့နှက်ကနောက်ပေါင်း6လို့ရိုက်ပြီးအဲ့ဒီ6 6ကိုနှက်ကလှန်ရင်6 3ညာ6ဆိုတဲ့ကဏ္ဍကလည်း မှန်နှစ်ကရှောက်တုံညာ6လို့သူထွက်သွားပြီထွက်သွားပြီးတဲ့အခါကျတော့အဲ့ဒီနှစ်ထဲမှာသူ့ရဲ့အောက်မှာကပရိတ်7 30ပြီးတော့ဒီမှာ3နောက်ပိတ်နဲ့ပရိတ်9လို့သူရိုက်ပြီအဲ့ဒီ3နောက်ပိတ်နဲ့ပရိတ်9ဒီသူ့ရဲ့နောက်နှစ်မှာပထမဦးဆုံးစကြတဲ့3နောက်ပိတ်ကျွန်တော်တို့ကဒီနေရာကောက်ရေးတာဟုတ်ဒီနေရာကောက်ရေးတယ်ဆိုတော့ तू อ่ะ3ချိန်နေမှာပဲထွက်တော့ဒီနေရာကောက်ရေးပြီကျွန်တော်ဒီမှာ3 5 6ဆိုပြီးထည့်ခဲ့ရေးပြီးခဲ့တာအဲအဲ့ဒီမှာ तू อ่ะမထွက်ဘဲနဲ့ ဒီဘွဲရောက်มาตัวลาถั่วตาเนาะเอ356ဒီဘွဲရောက်มาลาถั่วตาเนาะသူထွက်တော့လဲအမှန်ပဲ3နောက်ပိတ်ဇောင်းမှလာထွက်တာပဲเนาะအဲ့တော့ဒီ356လာထွက်တယ်3နောက်ပိတ်ရဲ့ဇောင်းမှဒါနှစ်ဦးတည်းဆွဲထားတဲ့ကလနာပဲအဲ့တော့ဒီ3နောက်ပိတ်ရဲ့ဇောင်းမှ3နောက်ပိတ်အငိမ့်နဲ့ဒီ963ဆိုတဲ့ကနလာထွက်တော့သူရှိနေက3နောက်ပိတ်နှလုံးမြောက်ကြတယ်3အဲ့ဒီ3ဒီအပေါ်က9နဲ့အောက်က6နဲ့936ဆိုပြီးတော့3နောက်ပိတ်ရဲ့ဇောင်းမှ ဟောဒီကနေ936သူထွက်သွားပြီတကွက်လွတ်သွားတယ်နော်ဒါဆိုရင် နောက်တကွက်တကွက်ကြံမဲကောင်ဒီခွန်နောက်ဘိတ်ကနန်းဒီသူ့ရဲ့နောက်နှစ်မှာခွန်နောက်ဘိတ်အငိမ့်နဲ့ပရိတ်၄ဆောင်းမှသူထွက်တယ်အဲ့ဒီကနန်းဒီ၃နှစ်ကျော်သူလိုက်ပေါက်ဒီမှာပြီးခဲ့တဲ့ပွဲကသူပေါက်သွားတယ်နော်ကျွန်တော်ကဒီမှာထည့်တာဒီမှာသူထွက်သွားတယ်နော်ထွက်သွားပြီမှကျွန်တော်တို့မိတယ်ပေါ့နော်ဒီကနန်းကိုတော့မိတယ်ဒီ၃၅၆ကိုတော့ကျွန်တော်တို့လွတ်သွားတယ်အဲ့နှစ်နှစ်ခွန်မှာကျွန်တော်တို့မိပြီကြံနေတဲ့နောက်တဲ့ခွက်က ဟောဒီ၄နိနေဆိုတဲ့ကကြမ်းနေတယ်เนาะအဲကျွန်တော်အဲ့မှာနှစ်ဦးတည်းရရေးပေးခဲ့တယ်မွေကနန်းနိနေခုံကတော့ထွက်သွားပြီအခု၄နိနေထပ်ကစားမယ်၃လင်းငါကစားမယ်ပေါ့เนาะ၃လင်းငါဒီဘွဲမှရှိထိုးလို့ရတယ်เนาะကျွန်တော်က၃လင်းငါကိုဒီကနန်း၃လင်းငါကိုယူခြင်းเนาะထားလိုက်တော့အဲ့ဒါနောက်မှပြအဲ့တော့၄နိနစ်ကဒီပွဲကိုဘာလို့ထွက်လို့ရတော့ဆိုတော့ ခြေရအတိုင်းပဲသူကဘရိတ်ကိုးလို့ရိုက်တယ်သူ့အောက်မှာပူခွာရိုက်တယ်သူ့ဆောင်းမှာရှေ့ပေါင်း၄လို့ထည့်တယ်အောက်တပွဲကျော်ဆိုဒီပွဲမှာ၄နိနစ်ဆိုတဲ့ကဏ္ဍကိုထည့်ရမှာနော်ဒီဆိုက်ကလောက်တယ်နော်ဒီဆိုက်ကကဏ္ဍနှစ်ကွက်ရှိပြီးထွက်တာကျွန်တော်ညံ့သွားလို့ကျွန်တော်ကဒီနေရာမှာ၃နောက်ပိတ်နေကစားခဲ့တာသူကအဲ့ဒီ၃ပိတ်ရဲ့ဆောင်းမဟုတ်ခဲနဲ့ဒီမှာလဲ၃နောက်ပိတ်နေဗရိတ်ကိုးကြီးရှိတာဟိုးကျွန်တော်မမြင်လိုက်တာတတိမထားလိုက်တာအဲ့တော့သူကဒီ၃နောက်ပိတ်ဗရိတ်ကိုးဆောင်မှန်းနေနော် ဒီ933ဒီဗရိတ်1 3နောက်ပိတ်ဗရိတ်1ဆောင်းပါဒီ835ဒီ3နောက်ပိတ်ဗရိတ်30ဆောင်းပါအခုထွက်သွားတယ်ကျွန်တော်တို့ဒီမှာ3နောက်ပိတ်တစ်လုံးနှလုံးမြောက်ကြတယ်936ဒီ3နောက်ပိတ်ဗရိတ်9ဆောင်းဆိုပြီးဒီဘွဲသူထွက်တာသူထွက်တာအမှန်ကျွန်တော်တို့ကိုလှည့်သွားတာကနည်းနည်းလေးပေါ့နော်ဒီ3ကိုကျွန်တော်အရလိုက်လိုက်လို့အဲ့သူထွက်တာအမှန်ဖြစ်ပြီးဒုတိယတက်ကွက်အခုဒီနည်းနည်းခွန်နည်းနည်းကျော်ထွက်ဒါလည်းကျွန်တော်တို့ရလိုက်ပြီး အဲ့တော့သူ့ရဲ့အောက်မှာနောက်ထပ်တကွက်ငွေကနန်းကြံနေတာက၄နိနေเนาะအဲ့တော့ဒီကနန်း၄နိနေကိုကျွန်တော်မိတ်ဆွေတွေရှော့မတွက်နိုင်เนาะအဲ့ကျွန်တော်နှစ်နောက်ပိတ်နေလေထိုးเนาะ၄ထိမှလာရင်အပူးဆိုတာရှိတယ်ဒီဘွဲမှာ၄ထိရှိတယ်၄နိနှစ်လို့လေထိုးနှစ်၄နှစ်လို့လေထိုးเนาะဒီလိုမျိုးပဲအာပဲဗျာเนาะကျွန်တော်တို့ဘာတော့ပူးဆိုတော့၃ခွက်ထဲဟိုဟာเนาะအာပဲဒါပေမဲ့နှစ်နောက်ပိတ်နေဆိုရင်ဒီကနန်းကပို့ပြီးတဘာဝကြပါ ဘာလို့နှစ်နောက်ပိုင်းနဲ့ထိုးခိုင်းလဲဆိုတော့ဟိုနေ့ကကျွန်တော်ပြောခဲ့ပါတယ်ပြောခဲ့တယ်ဆိုတာကကျွန်တော်ပြရတာစိုက်ကစိုက်ကလောတဲ့ခါကျတော့အပြည့်စုံမပြောမိလိုက်တာပါဇက်ကမှထွက်ဘူးပေါ့နော်အဲ့ကျွန်တော်ဒီ၅ဆုံးနဲ့ခုနှစ်ထဲမှာခွန်နောက်ပိတ်နှလုံးထောင်အဲ့ဒီခွန်ဟာဒီရှိပေါင်းနှစ်ကြောင့်နှစ်ပါဝါခွန်ပိတ်နှလုံးထောင်ပြီးခွန်ခွန်တို့က၄ထီအောင်သူဆွဲတာနော်ခွန်ခွန်၄လို့သူဆွဲတာအဲ့တော့ခွန်ခွန်၄ဆိုတော့ ကနန်းသည်ကျွန်တော်ပြောခဲ့တဲ့ရှေ့9နှစ်မြောက်ကကနန်းเนาะ1 2 3 4 5 6 9နှစ်မြောက်ထဲကလေးထိပ်စီအငိမ့်နဲ့ဗရိတ်တဆက်ရဲ့အောက်ကကနန်းเนาะလေးထိပ်စီအငိမ့်နဲ့ဗရိတ်တဆက်အောက်ကကနန်းက၄နောက်ပိတ်နဲ့သူဖတ်တာเนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီဘက်2015ထဲမှာ ဒီနှစ်ကပါวะခုနှစ်ပိတ်နှလုံးထောင်လိုက်တာ ਨੇ तू อ่ะအဲ့ဒီမှာခွန်ခွန်သုံးလို့ तू ထောင်တာနော်ခွန်ခွန်သုံးလို့ तू ထောင်တာနောက်ပိတ်သုံးလို့ခွန်ခွန်သုံးလို့ထောင်တာအဲ့တော့ခွန်ခွန်သုံးလို့ထောင်နေဒီကနန်းဒီရှေ့1 2 3 4 5 6 9 8 9နှစ်မြောက်တဲ့ကဗရိတ်9ရဲ့အောက်မှာသုံးထိပ်စီအငိမ့်နဲ့ထွက်ထားတဲ့ကနန်းကလာပေါက်တာသုံးနောက်ပိတ်အငိမ့်နဲ့ပေါက်တာနော်သုံးနောက်ပိတ်ကိုအငိမ့်နဲ့ပေါက်တာ နော်အဲ့တော့ခါးကထိတ်တယ်သူကတော့ဖြစ်တယ်ထိတ်စီးရနောက်ပိတ်ဝင်နေပေါ့ဒါဆိုရင်အခုကျွန်တော်တို့2025ခုနှစ်ထဲမှာ ရှေ့ပေါင်းနှစ်ဒီနှစ်ရဲ့ပါဝါခွန်နောက်ပိတ်လို့ထည့်မယ်နော်အဲ့ဒီနှစ်ရဲ့ပါဝါခွန်နောက်ပိတ်နှလုံးထောင်မယ်ပေါ့ထောင်လိုက်တာနဲ့သူ့ရဲ့အောက်မှာထွက်မဲ့ခဏန်းဒီကျွန်တော်တို့ဒီလိုဖြစ်ကမှာခွန်ခွန် နှစ်လို့ဒီလိုမျိုးနောက်ပိုက်၃လုံးထောင်ပါမှာเนาะအဲ့တော့ပထမကတ်မှာခွန်ခွန်၄ထောင်တာခွန်ခွန်၃လို့ထောင်တာဒီမှာခွန်ခွန်နှစ်လို့ထောင်ရမယ်เนาะအဲ့ထောင်မဲ့ဒီခွန်ခွန်နှစ်ဆိုတဲ့ကဏ္ဍဒီရှေ့တင်း၃၄၅၆ခွန်ရှေ့၉နှစ်မြောက်ထဲကပရိရှေ့ရဲ့အောက်မှာထွက်ထားတဲ့နှစ်ထိပ်စီကဏ္ဍဖြစ်ကနှစ်ထိပ်စီနှစ်ကွက်ရှိတယ် ဒီကောင်များတော့ဗရိတ်ရှိအောက်ကတော့မဟုတ်ဘူးသူကနှစ်သုံးလေးနော်ဒါလည်းနှစ်ထိပ်စီနေကနမ်းပဲအဲ့ဒီထဲမှာခုနကကျွန်တော်ပြောခဲ့တယ်ငါးလေးသုံးဆိုတဲ့ကနမ်းမျိုးတွေဒါယူလို့ရတာကိုပြောပြတာနော်ကျွန်တော်နှစ်ကိုခွန်ကျွန်တော်တို့ယူခဲ့တယ်ဒီနေရာမှာဒီကနမ်းမျိုးတွေဆိုတာကျွန်တော်တို့နှစ်ပိတ်နဲ့လည်းထိုးလို့ရပြီနော်အဲ့တော့အဲ့ဒီမှာကျွန်တော်ရှစ်ပိတ်အောက်ကနှစ်ထိပ်စီကနမ်းဒီနှစ်နောက်ပိတ်နဲ့အငိမ့်လာထွက်မယ်ဆိုရင်အခုကျွန်တော်ရေးပြခဲ့တယ်ဒီမှာလည်းကျွန်တော်သုံးခွက်လုံးရေးပေးတယ်နော် အမေဒီလိုပို့ထိုးလို့ကျွန်တော်ပြောတယ်ဒါပေမဲ့နှစ်နောက်ပိတ်နေကိုကျွန်တော်ကတရားလေးကိုထည့်မပြမိတာခွန်ခွန်4000ပဲခွန်ခွန်3000ပဲခွန်ခွန်2000ပဲလို့ကျွန်တော်မပြောခဲ့ဘူးเนาะနောက်တစ်ချက်ဒီခါးဒီထိတ်စည်းနဲ့ထွက်တာလာဒါဆိုရင်ဒီမှာ3ခါးဒီ3ထိတ်စည်းနဲ့ထွက်တာလာဒါဆိုရင်ဒီမှာ2ခါးဒီနှစ်ထိတ်စည်းနဲ့ထွက်မလားထွက်မယ်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးနှစ်လေးနှစ်ဆိုတဲ့ကဏ္ဍမျိုး တဲ့ကိုပို့ထိုးရနော်အဲ့တော့ကျွန်တော်ပြောခဲ့တယ်နှိမ့်နှိမ့်ခုံကိုဒီဘွဲမှာ1 chain နဲ့ကစားမယ်ဆိုရင်အဲ့ဒီနှိမ့်နှိမ့်၄ဆိုတဲ့ခဏကနော်ဒါအော်တိုပေါက်မဲ့ site နဲ့ဟောပါနဲ့ဟောဆိုရင်ရှယ်ကောင်းတဲ့ခဏမျိုးပေါ့နော်ဒါလေးထိုးကြည့်ဟုတ်ပြီလားအပူ